လောကရဲ့သဘာဝကိုကသူကအဆုံးသတ်တွေရှိတယ်အားလုံးကအဆုံးသတ်ရှိတယ်။နုပြုခြင်းရဲ့အဆုံးသတ်ကအိုမင်းခြင်းပဲဖြစ်တယ်။နုပြုခြင်းဟာဘယ်တော့မှထာဝရနုပြုမှာမဟုတ်ဘူး။နုပြုခြင်းရဲ့အဆုံးသတ်ဟာ ရှင်းရောခြင်းအိုမင်းခြင်းပဲဖြစ်တယ်။တခါအသက်ရှင်နေခြင်းရဲ့အဆုံးသတ်ကသိဆုံးခြင်းပဲဖြစ်တယ်။ ဘဝတစ်ခုရပြီ အသက်ဝင်လာတာနဲ့ဒီအသက်ဟာတည်ခြင်းတရားမှ ဆုံးသက်မယ်လူပြုခြင်းကအိုမင်းခြင်းမှဆုံးသက်မယ်အသက်ရှင်ခြင်းကသိဆုံးခြင်းမှဆုံးသက်မယ်အေးယောဂကင်းပြီးတော့ကျမ်းမှလန်းဆန်းနေတဲ့အနေအထားမျိုးကလည်းပဲယောဂဖြစ်ခြင်းမှဆုံးသက်မယ်ဘယ်ရာပဲဖြစ်ဖြစ်တဘာဝတရားကြီးဟာ နော်အတက်ရှိရင်အကြရှိတယ်အကောင်းရှိရင်ဆိုးရှိမယ်အပူရှိရင်အေးရှိမယ်အေးရှိရင်အပူရှိတယ်ဒီသဘာဝတရားတွေဟာအများအားလှည့်နေတဲ့သဘာဝတရားတွေသာဖြစ်တယ်အဲတခုရှိရင်နောက်တခုရှိနေမှာပဲ။